အမအကိုဝန်ကိုကောင်းကောင်းမထိန်သိမ်းနိုင်လို့အကိုထုံးညိုညင်တာခံနေရတဲ့ပိုးကြဖြူခင်ပရိသတ်များလုံးမဲမင်္ဂလာပါရှင်ဆက်လက် insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ရရှိထားတဲ့အမဘူးကိုဝင်ကိုကောင်းကောင်းမထိန်သိမ်းနိုင်လို့အကိုထုံးရဲ့ပြဿနာတက်နေရတာကတော့ပိုးကြဖြူခင်မှာ အလုံးသေးကြတဲ့ဘိုးကြပြုခင်ကတထေးကြီးအကုထုံးနဲ့မင်္ဂလာဆောင်ပြီးတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ထားပါရယ်အခုဆိုရင်တော့အကုထုံးကဘိုးကြပြုခင်ကိုစနိုက်ပါပစ်တယ်လို့တစ်ချက်သေးနေအမွာဘူးကိုဝင်ရအောင်ဆွမ်းဆောင်နိုင်ခဲ့ရဖြစ်ပါရယ်ဒါကလည်းအကုထုံးကကလေးတွေအများကြီးလိုချင်လို့ဖြစ်ပါရယ်ဘိုးကြပြုခင်နဲ့အကုထုံးတို့မှာအရင်မိန်းမနဲ့ရထားတဲ့သားသမီး၃ယောက်ဘိုးကြပြုခင်နဲ့ရထားတဲ့သားလေးစိန်ဦး၁ယောက်ရရှိထားပါပြီဒါပေမဲ့လည်းအကုထုံးကတော့ဒီလောင်းနဲ့တည်းမတင်းတိမ်နိုင်ပါဘူးအကုထုံးကကြည်ကြည်တဲ့ချမ်းသာကြွယ်ဝတဲ့တထေးကြီးဖြစ်တာနဲ့အညီ ိတာသမီတထာဇင်လောက်လိုချင်နေခဲ့တာပါ။ဒါကြောင့်မလို့လေပိုးချဖြူခင်ကိုကလေးယူဖို့ပူဇော်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လေပိုးချဖြူခင်ကအကိုထွန်းအတွက်ကလေးမွေးပေးဖို့စ조사ခဲ့ပါတယ်။ဒီလိုမျိုးကလေးယူတဲ့နေရာမှာလေပိုးချဖြူခင်ကတခါရင်းနဲ့အဖက်တင်အောင်အမွာဘူးကလေးလေးကိုလိုချင်ခဲ့တာဖြစ်ပါတယ်။တိတ်မချခင်ကတော့ပိုးချဖြူခင်တယောက်အမှန်တကယ်ပဲချက်ချင်းလန့်ငယ်အမွာဘူးကလေးကိုကိုဝင်ဆောင်ထားရပြီဖြစ်ကြောင်းအထွာဆောင်ရိုက်ချက်တွေအရပြည်သက်တွေကိုအသိပေးလာခဲ့ပါတယ်။ ဒါကြောင့်မလို့လေအားလုံးကဝမ်းသာပေးနေကြတာဖြစ်ပါတယ်။အထူးသဖြင့်ကလေးယူမယ်ပြောပြီးချက်ချင်းလန့်ရင်းကလေးရအောင်ယူနိုင်ခဲ့တဲ့ပိုးကြပြူခင်းတဲ့အကိုထွန်းတို့ရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးတော့အံ့အားသင့်ခဲ့ရပါတယ်။တခါလေအမှောင်ဘူးကလေးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ရကြောင်းလဲ အလုံးကလေးစားအားကြခဲ့ရပါတယ်။ဒါပေမဲ့လည်းတေးကြောစွာဆန်သက်စစ်ဆေးခဲ့ပြီးတဲ့နောက်ပိုင်းမှာအမွာရင်သေးလေးတွေနှစ်ယောက်စလုံးကကျန်းမာနေတာမဟုတ်ပါဘူး။အမွာနှစ်ယောက်တည်းကကလေးလေးတစ်ယောက်တည်းကပဲနှလုံးကုန်တန်ကိုတေးကြောစွာကြားရတာဖြစ်ပြီးတော့ကျန်တဲ့အမွာကလေးလေးတစ်ယောက်ကတော့နှလုံးကုန်တန်အားနည်းနေရကိုတွေ့ရပါတယ်။ဒီလိုမျိုးအမွာဘူးရင်သွေးလေးတွေစိုးရိမ်စရာအခြေအနေဖြစ်နေတဲ့အတွက်ဘိုးချဖြူခင်ကအင်မတန်ကိုဝမ်းနည်းစိတ်မကောင်းဖြစ်နေခဲ့ရှာတာပါ။ဒါပေမဲ့လည်းနောက်ထပ်နှစ်ပတ်ကြာမှာတက်မှန်ပြန်လဲရိုက်ကြည့်ပြီးတော့စစ်ဆေးမှုတွေပြုလုပ်ပြီး ခါကြမှသာအဖြေကိုတိကျစွာနဲ့သိရမှာလို့ဆိုပါတယ်။အခုချိန်မှာတော့သွေးစင်းနေရာကြောင့်ပိုးချဖြစ်ခင်လည်းအတော်လေးစိတ်ညစ်နေပါတယ်။ပိုးချဖြစ်ခင်ဒီလိုဖြစ်နေရကိုတောင်းမယ်အခုထုံးကတစ်ခါထက်ဆူတယ်လို့သိရပါတယ်။အထူးသဖြင့်ပိုးချဖြစ်ခင်ကတနေ့ကအိပ်ရာထဲမှာလဲနေလို့အခုထုံးကဆူခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်လေပိုးချပြုခင်က Facebook ပေါ်မှာငါဘွားကလည်းသွေးစင်းလို့ဘိုက်ထဲမှာအချိန်နေပါမှန်းမသိလို့အဲ့ရတဲ့နေနေရကိုအားနေအဲ့ရတဲ့နေနေလို့နေမကောင်းဖြစ်တာဆိုပြီးအကိုထွန်းကစုနေကြောင်းပြောပြလာပါတယ်။ပိုးချပြုခင်ကနေမကောင်းလို့အဲ့ရတဲ့လဲနေရပေါ့။ဘသူကထုံထိုင်းခံပြီးတော့လဲနေမှလည်းဆိုပြီးအကိုထွန်းကိုလိုင်းပေါ်ကနေရန်တွေးခဲ့ပါတယ်။အကိုထွန်းကလည်းပိုးချပြုခင်ကနားပူညံပူညံလုံနေလို့ထမင်းစားချိန်နဲ့အိတ်ချိန်တောင်းမအေးချမ်းကြောင်းဘဝမှာထမင်းစားချိန်နဲ့အိတ်ချိန်လေးတော့အေးချမ်းကျင်နေဆိုပြီးတော့ပြောခဲ့ရပါတယ်။ ကြောင့်လေဘိုးချပြုခင်တဲ့အကိုထွန်းတို့အမွာဘူးရင်သွေးလေးကိစ္စနဲ့ပြဿနာတက်နေကြောင်းသိရတာဖြစ်ပါတယ်။ပြည်သက်တွေကတော့ဘိုးချပြုခင်လွှဲထားရတာအမွာဘူးကိုဝင်ကျမ်းမာဘူးအတွက်အကိုထွန်းနေနဲ့အဆင်ပြေစေဖို့ဆူတောင်းပေးနေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောအကိုထွန်းနဲ့ဘိုးချပြုခင်တို့ရံဖြစ်နေကြတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။